။တဘူတန်စာစင်မှာထုတ်ဝေတဲ့ဆရာဆန်းစာစာမီရေးသားပြီးဆမ်မပြိုကတိဖြတ်ထားတဲ့စူပောင်းတိဆောက်ခြင်းမှာပေါ်ထွန်းသည့်လောကရရှိတရားဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။ဘာသာစကားထောင်ချီတဲ့မြေသို့မဟုတ်အိန္ဒိယအိန္ဒိယနိုင်ငံဟာကမ္ဘာပေါ်မှာဘာသာစကားနဲ့ ယဉ်ကျေးမှုအဆောင်လင်းဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။တရားဝင်စီရင်စရာတွေရာဘာသာစကား1600ကျော်လောက်ရှိတယ်လို့ဆိုပါတယ်။ဒီထဲမှာအဓိကဘာသာစကားကြီး22ခုကိုဖွဲ့စည်းပုံခြေကဥရင်မှာအတိအမှတ်ပြုထားပြီး122ခုလောက်ကိုအဓိကဒေသခံဘာသာစကားတွေဖြစ်သတ်မှတ်ထားပါတယ်။ဒီလိုစုံလင်ကွဲပြောင်းမှုကအိန္ဒိယရဲ့သမိုင်းကြောင်းယဉ်ကျေးမှုအဝင်လေးနဲ့ပထဝီဝင်အနေအထားတွေကြောင့်ဖြစ်ပေါ်လာတာပါ။အိန္ဒိယရဲ့ဖွဲ့စည်းပုံခြေကဥရင်မှာ ဘာသာစကားတန်းတူညီမျှမှုနဲ့ရည်ချင်းမှုလူနည်းစုတွေကိုကာကွယ်ဆောင်ရှားဖို့ပြဋ္ဌာန်းချက်တွေထည့်သွင်းထားပါတယ်။လူနည်းစုတွေရဲ့ရည်ချင်းမှုဘာသာစကားစာပေတွေကို ထိန်းသိမ်းခွင့်နဲ့ပညာရေးဆိုင်ရာအခွင့်အရေးတွေကိုအာမခံထားပါတယ်။ဒါအပြင်နိုင်ငံသားတိုင်းရဲ့မိခင်ဘာသာစကားနဲ့ပညာသင်ကြားခွင့်ကိုလည်းထည့်ပြီးဖော်ပြထားပါတယ်။ဒီလိုပြဋ္ဌာန်းချက်တွေကအိန္ဒိယရဲ့ဘာသာစကားဆိုင်ရာမူဝါဒတွေအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်။အိန္ဒိယမှာဟိန္ဒီဘာသာစကားကို ဘိုးဇိုးရရဲ့တရားဝင်ဘာသာစကားဖြစ်သတ်မှတ်ထားပြီးအင်္ဂလိပ်ဘာသာစကားကိုတော့တွဲဖက်ရုံသုံးဘာသာစကားဖြစ်အသုံးပြုပါတယ်။ပြည်နယ်တွေမှာတော့သက်ဆိုင်ရာပြည်နယ်ဥပဒေပြုလွတ်တော်ကကိုပိုင်ရုံသုံးဘာသာစကားကိုရွေးချယ်ခွင့်ရှိပါတယ်။ဥပမာ ထမင်းနာဒုပြည်နယ်မှာထမင်းဘာသာစကားမဟာရာစထရာပြည်နယ်မှာမရတီဘာသာစကားစသဖြင့်အသုံးပြုကြပါတယ်။ဒီစနစ်ကဘိုးဇိုးရနဲ့ပြည်နယ်ဇိုးရတွေကြားအာဏာခွဲဝေမှုကိုထင်ဟပ်စေပါတယ်။အိန္ဒိယရဲ့ပညာရေးစနစ်မှာ ဘာသာစကား၃ခု formula 3 language formula ကိုကျင့်သုံးပါတယ်ဒီ formula ရကျောင်းသားတွေဟာဒေသခံဘာသာစကားသို့မဟုတ်မိခင်ဘာသာစကားဟင်ဒီဘာသာစကားအဟင်ဒီမပြောတဲ့ဒေသတွေမှာအခြားဘာသာစကားတစ်ခုနဲ့အင်္ဂလိပ်ဘာသာစကားကိုသင်ယူရပါတယ်ဒီစနေ့ကအိန္ဒိယရဲ့ဘာသာစကားစုံလင်မှုကိုထိန်းသိမ်းရင်းတစ်ချိန်တည်းမှာနိုင်ငံတော်အဆင့်ဆက်သွယ်ရေးနဲ့နိုင်ငံတကာဆက်ဆံရေးအတွက်လိုအပ်တဲ့ဘာသာစကားကျွမ်းကျင်မှုတွေကိုပါဖြည့်ဆည်းပေးနိုင်ဖို့ရည်ရွယ်ပါတယ် ဒီနေ့မှာဟင်ဒီဘာသာစကားကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြန့်နှံ့အသုံးပြုစေဖို့ကြိုးပမ်းမှုတွေဟာအငင်းပွားဖွယ်ရာကိစ္စရပ်တစ်ခု ဖြစ်နေပါတယ်အထူးသဖြင့်အိန္ဒိယရဲ့တောင်ပိုင်းပြည်နယ်တွေမှာဒီလိုကြိုးပမ်းမှုတွေကိုဆန့်ကျင်မှုတွေရှိပါတယ်သူတို့ကဟင်ဒီဘာသာစကားကိုအားပေးမြင့်တင်ခြင်းဟာဒေသခံဘာသာစကားတွေကိုထိခိုက်စေနိုင်တယ်လို့ဆိုရင်ပါတယ်တချို့ကလည်းဒီလိုဆောင်ရွက်မှုကိုဘာသာစကားလူမျိုးကြီးပါတာလို့ရှုမြင်ကြပါတယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့ ဟင်ဒီဘာသာစကားကိုတိုးချဲ့အသုံးပြုခြင်းကအိန္ဒိယနိုင်ငံသားတွေကြားဆက်သွယ်မှုကိုပုံမတွေကူချုံးမွေ့စေမယ်လို့ယူဆသူတွေလည်းရှိပါတယ်။ရကူတဲ့အဖြေမရှိပေမဲ့လိမ့်လာစရာတော့ကောင်းပါတယ်။တရားဝင်ဘာသာစကား38မျိုးနဲ့ဘိုလီဗီးယားဘိုလီဗီးယားနိုင်ငံဟာတောင်အမေရိကတိုက်မှာဘာသာစကားစုံလင်မှုအများဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။တရားဝင်အတိအမှတ်ပြုထားတဲ့ဘာသာစကား38မျိုးရှိပြီး လူရည်80ရာခိုင်နှုန်းကိုဌာနေတိုင်းသားဖြစ်သတ်မှတ်ထားပါတယ်ဒီချက်ကဘိုလီးဗီးယားရဲ့ယဉ်ကျေးမှုစုံလင်ကွဲပြားမှုကိုပြသနေပါတယ်ဒီလိုစုံလင်ကွဲပြားမှုဟာဘိုလီးဗီးယားနိုင်ငံရဲ့တမိုင်းကြောင်းပထဝီဝင်အနေထားနဲ့လူမှုရေးဖွဲ့စည်းပုံတွေနဲ့ဆက်စပ်နေပါတယ်စပိန်ကိုလိုနီခေတ်မှာစပိန်ဘာသာစကားကိုအဓိကသုံးစွဲခဲ့ကြပေမဲ့ဌာနေဘာသာစကားတွေလုံးဝပြတ်ကွယ်မသွားခဲ့ပါဘူးဒါဟာတိုင်းသားတွေရဲ့ယဉ်ကျေးမှုခိုင်မာမှုကို ပြသနေပါတယ်တိုင်းသားဘာသာစကားတွေတဲကကွတ်ထရာနဲ့ အမရာစကားတွေကအတုံးများဆုံးဖြစ်ပါတယ်ဒီဘာသာစကားတွေရှင်တန်ကြံရိတ်ခဲ့တာဟာဘော်လီဗီးယားယဉ်ကျေးမှုရဲ့ဒဏ်ခံနိုင်စွမ်းကိုပြသနေပါတယ်1994ခုနှစ်မှာဘော်လီဗီးယားအစိုးရကနှစ်ဘာသာသုံးယဉ်ကျေးမှုကူးလူတဲ့ပညာရေးစနစ်ကိုစတင်ကျင့်သုံးခဲ့ပါတယ်ဒီစနစ်အရကျောင်းသားတွေကစပိန်ဘာသာစကားအပြင်ဒေသခံတိုင်းသားဘာသာစကားကိုပါသင်ယူနိုင်တယ်ဒီလိုဆောင်ရွက်ချက်ကတိုင်းသားယဉ်ကျေးမှုတွေကိုထိန်းသိမ်းဖို့နဲ့ပညာရေးစနစ်မှာထည့်သွင်းဖို့အရေးပါတယ်ဒါဟာ ဘောလီးဗီးယားရဲ့ဗဟုယဉ်ကျေးမှုဘာရပုံစံပါပဲ2006ခုနှစ်မှာဒိုင်းနာကောင်းဆောင်အီဗိုမိုရဲကတမရဖြစ်လာပြီးဘောလီးဗီးယားကိုဗဟုအမျိုးသားနိုင်ငံဖြစ်နေပြောင်းလဲတက်မှတ်ခဲ့ပါတယ်ဒီပြောင်းလဲမှုကတိုင်းသာအုပ်စုတွေရဲ့အခွင့်အရေးတွေကိုပုံမအတိမတ်ပြုတ်လာတာကိုပြသပါရတယ်။ဒါဟာနိုင်ငံရေးအရေးအရေးပါတဲ့ပြောင်းလဲမှုဖြစ်ပြီးဘာသာစကားနဲ့ယဉ်ကျေးမှုဝါဒတွေပေါ်တည်ထားတဲ့တည်ရမှုရှိခဲ့ပါတယ်။ဘိုလီးဗီးယားရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဌာနေလူမျိုးဘာသာစကား36မျိုးကိုစပိန်စကားနဲ့ဒန်းတူတရားဝင်အသိအမှတ်ပြုထားပါတယ်ဒီလိုပြဋ္ဌာန်းချက်ကဘိုလီးဗီးယားရဲ့ဘာသာစကားစုံလင်မှုကိုဥရေယအသိအမှတ်ပြုထားတာဖြစ်ပါတယ်ဒိုင်းသားတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့နဲ့ယဉ်ကျေးမှုတွေမတူကွဲပြားမှုကိုတန်ဖိုးထားဖို့ရည်ရွယ်တာဖြစ်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့ပြဿနာတွေကများပါသေးတယ်ဥပမာဘာသာစကားပေါင်းစုံနဲ့သင်ကြားဖို့လိုအပ်တဲ့သင်ထောက်ကိုပစ္စည်းတွေသင်ယူညွှန်တန်းတွေအထူးသဖြင့် ခေတ်မီနည်းပညာတုံတင်ထောက်ကိုပြည့်စည်တွေဆရာဆရာမကအစမလုံလောက်တာမျိုးဖြစ်ပါတယ်။ဒိုင်းသားဘာသာအများစုမှာစာပေရေးသားမှုစနစ်စံတတ်မှတ်ချက်တွေမရှိတာလဲပညာရေးစနစ်ထဲမှာထည့်သွင်းမှုအခက်အခဲဖြစ်စေတယ်။စပိန်စကားဟာအလောက်ကန်ရတာလို့စီးပွားရေးတန်ဖိုးရှိတဲ့အတွက်အဲ့ဒါကိုလူငယ်တွေပိုစိတ်ဝင်စားတာလည်းရှိပါတယ်။ဒိုင်းသားအုပ်စုတွေနဲ့မြို့နယ်လူတန်းစားတွေကြားအမြင်ကွာဟချက်ကလည်းရှိလာပါတယ်။ဒီအခြေအနေတွေဟာလည်းစိတ်ဝင်စားစရာလေ့လာဖို့ဖြစ်ပါတယ်။ ထိခိုက်ခံရသူများအတီးပြုတ်ကုစားခြင်းနဲ့တင်ကေတအတိအမှတ်ပြုမှုများထိခိုက်ခံရသူများအတီးပြုတ်ကုစားခြင်း affirmative action ဆိုတာသမိုင်းကြောင်းအရခွဲခြားဆက်ဆံခံရတဲ့အုပ်စုတွေအတွက်အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့မူဝါဒတရားဖြစ်ပါတယ်ဒီမူဝါဒရဲ့အဓိကရွယ်ချက်ကလူမှုအတိုင်းဝိုင်းထဲမှာတန်းတူညီမျှမှုနဲ့မျှတမှုကိုမြင့်တင်မှုဖြစ်ပါတယ်ဒါပေမဲ့ဒီမူဝါဒဟာရိုးရှင်းတဲ့ဖြည့်ရှင်းချက်တခုတော့မဟုတ်ပါဘူးအကြောင်းကတော့ လူမှုရေးစီးပွားရေးနိုင်ငံရေးအခြေအနေတွေပေါ်မူတည်ပြီးရှုပ်ထွေးတဲ့တရားမှုတွေရှိနိုင်လို့ပါ affirmative action ကိုပညာရေးအလောက်ကိုင်းတဲ့စီးပွားရေးခန္ဓာတွေမှာအသုံးပြုလေရှိပါတယ်တက္ကသိုလ်တွေမှာလူနည်းစုကျောင်းသားတွေအတွက်နေရာတည်တံ့ဖယ်ပေးထားတာမျိုးကုမ္ပဏီတွေမှာလူနည်းစုဝန်ထမ်းတွေခန့်အပ်ဖို့ရာဂိုင်းလုံးသတ်မှတ်ပေးတာမျိုးတွေလောက်ကြတာလည်းရှိပါတယ်ဒါပေမဲ့ဒီလိုဆောင်ရွက်ချက်တွေဟာလူနည်းစုတွေကိုပဲအထူးခွင့်ရေးပေးတယ်လို့ဖြစ်နေလို့တခြားစူးစမ်းတဲ့သူတွေအတွက်မတရားဘူးလို့ထင်မြင်သူတွေလည်း ရှိပါတယ်နိုင်ငံမျိုးမျိုးမှာ affirmative action ကိုမတူညီတဲ့ပုံစံတွေနဲ့အကောင့်ထဲပေါ်ကြပါတယ်တချို့နိုင်ငံတွေမှာတင်းကျပ်တဲ့ခွဲနှဲစနစ်တွေကျင့်သုံးပြီးတချို့နိုင်ငံတွေမှာတော့ပိုပြီးပျော့ပြောင်းတဲ့နည်းလမ်းတွေတုံးကြပါတယ်ဒါဟာနိုင်ငံတိုင်းရဲ့တမိုင်းကြောင့်လူမှုရေးအခြေအနေနဲ့နိုင်ငံရေးစနစ်တွေပေါ်မူတည်နေပါတယ်ဥပမာအမေရိကန်နိုင်ငံမှာလူမဲထွေနဲ့လူနည်းစုတွေအတွက်အထူးအစီအစဉ်တွေရှိပြီးအိန္ဒိယမှာတော့ဆန်စနစ်ရနိုင်ငံတဲ့သူတွေအတွက်တည်တံ့အစီအစဉ်တွေရှိပါတယ် affirmative action ရဲ့တည်ရမှုတိုင်းကိုတိုင်းတာဖို့ခက်ခဲပါတယ်။ဒါကြောင့်လဲဆိုတော့လူမျိုးရေးစီးပွားရေးနိုင်ငံရေးအခြေအနေတွေကရှုပ်ထွေးပြီးအမြဲပြောင်းလဲနေလို့ပါ။လူနည်းစုတွေရဲ့အခွင့်အလမ်းတွေ တိုးတက်လာတာကိုတွေ့ရပေမဲ့ဒါဟာ affirmative action ကြောင့်လားတခြားအကြောင်းတွေကြောင့်လားဆိုတာသိချပြောဖို့ခက်ပါတယ်။ဒါပြင်ဒီမူဝါဒကြောင့်လူမျိုးရေးလူတန်းစားရေးတင်းမာမှုတွေပို ဖြစ်လာတယ်လို့ထင်မြင်သူတွေလည်းရှိပါတယ်။ Affirmative Action နဲ့ပတ်သက်ပြီးညှင်းပွားမှုတွေဆက်လက်ရှိနေပါတယ်။တချို့ကဒီမူဝါဒဟာ လူ့အဖွဲ့အစည်းတွေကမငြိမ်းချမ်းမှုတွေကိုဖြေရှင်းဖို့လိုအပ်တယ်လို့ယူဆပါတယ်။တချို့ကြတော့ဒီမူဝါဒကမူလရည်ရွယ်ချက်ကိုကျွန်တော်သားပြီလို့မြင်ကြပါတယ်။နောက်ထပ်အငင်းပွားစရာကိစ္စတစ်ခုကတော့ဘယ်အုပ်စုတွေကိုဦးစားပေးတင်တယ်လဲ။ဘယ်လောက်ထိအထူးခွင့်ရပေးတင်တယ်လဲဆိုတဲ့မေးခွန်းမှာဒါတွေဟာလူ့အဖွဲ့အစည်းတိုင်းမှာရှုပ်ထွေးတဲ့ဆွေးနွေးမှုတွေဖြစ်စေပါတယ်။မကြာခင်က Harvard နဲ့ Yale တက္ကသိုလ်တို့ဟာ ចောင်းသားយွေးឆែយីមកលူမျိုးយីខ្វែចាមុឈីរဆိုပြီးអាសាអមេរិកចောင်းသားអុសុរីកាតាស្វែសុគេတယ်လူတွေက affirmative action မူဝါဒဟာ American ចောင်းသားတွေကိုခွဲခြားဆက်ဆံနေတယ်လို့ဆွတ်ဆွဲခဲ့ပါတယ်။သူတို့ဆိုရအာရှ American တွေဟာပညာရေးစွမ်းဆောင်ရင်မြင့်မားပေမဲ့တက္ကသိုလ်ဝင်ခွင့်ရဖို့ပိုခက်ခဲနေတယ်လို့ဆိုပါတယ်။တက္ကသိုလ်တွေဘက်ကတော့သူတို့ရဲ့ចောင်းသားရွေးချယ်မှုစနစ်ဟာတရားမျှတပြီးចောင်းသားတွေရဲ့ပညာရေးဆိုင်ရာရည်ချင်းဖြင့်တခြားចောင်းရာတွေကိုပါထည့်သွင်းစဉ်းစားတယ်လို့ခုခံခဲ့ပါတယ်။ ဒီမှုဟာ affirmative action ကိုစန့်ကျင်တဲ့အမှုတွေတဲကတစ်ခုဖြစ်ပြီး American မှာပညာရေးနဲ့တန်းတူခွင့်ရေးဆိုင်ရာဆွေးနွေးမှုတွေကိုပြန်လည်အသက်သွင်းပေးခဲ့ပါတယ်။2023ခုနှစ်ဇွန်လမှာ American တရားရုံးချုပ်က affirmative action မူဝါဒဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီညွတ်ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကတက္ကသိုလ်ရဲ့ចောင်းသားရွေးချယ်မှုလုပ်ငန်းစဉ်တွေပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ဒီကိစ္စဟာ American လူဖွဲ့စည်းထဲမှာလူမျိုးရေးတန်းတူညီမျှမှုပညာရေးခွင့်လန်းနဲ့ပတ်သက်ပြီးကြေပြန့်တဲ့ ဆွေးနွေးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်ဒါလည်းလေ့လာရမယ့်ကိစ္စတစ်ခုပါပဲဟီဘရူးဘာသာစကားကို ပြန်လည်အသက်သွင်းခြင်းအစ္စရေဟီဘရူးဘာသာစကားဟာအစ္စရေလူမျိုးတွေရဲ့တမိုင်းကြောင်းယဉ်ကျေးမှုဘာသာရေးတွေနဲ့နန်းထန်ဆိုင်ဆိုင်ဆက်ဆက်နေပါတယ်ဒီဘာသာစကားဟာဂျူးလူမျိုးတွေရဲ့ကိုယ်ပိုင်ယုံကြည်မှုနဲ့မျိုးသားရေးလက္ခဏာကိုတင်ဟက်နေပါတယ်ဟီဘရူးဟာရှေးဟောင်းဘာသာစကားတစ်ခုဖြစ်ပြီးဂျူးတွေရဲ့တိုရာဘာသာရေးကျမ်းစာတွေကိုရေးသားခဲ့တဲ့ဘာသာစကားလည်းဖြစ်ပါတယ် တမိုင်းချောင်းရာကျူးရီနိုင်ငံပြောက်ပြီးနောက်ဟီဘရူးဟာနှစ်ပေါင်းထောင်ချီပြီးဘာသာရေးကိစ္စမှာပဲအသုံးပြုခဲ့ပါတယ်။နေ့စဉ်သုံးစကားအနေနဲ့အသုံးပြုတာရပ်တန့်သွားခဲ့ပြီးဖျားချောင်းတွေထဲမှာပဲကြားနိုင်တဲ့ဘာသာစကားတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီအခြေအနေကနှစ်ပေါင်းများစွာတည်ရှိခဲ့ပါတယ်။1948ခုနှစ်မှာအစ္စရေးနိုင်ငံတည်ထောင်တဲ့အခါဟီဘရူးဘာသာစကားကိုပြန်ပြီးအသက်သွင်းဖို့ကြိုးပမ်းမှုတွေစတင်ခဲ့ပါတယ်။ဒါဟာနိုင်ငံတည်တည်ထောင်ရေးမှာရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဇီယုန်ဒေတာဝါရီတွေကဟီဘရုကိုအစ္စရေးနိုင်ငံတည်ရဲ့မျိုးသားဘာသာစကားဖြစ်သတ်မှတ်ဖို့အာတုံခွန်ဆိုင်လှုပ်ဆောင်ခဲ့ကြပါတယ်။ဟီဘရုဘာသာစကားပြန်လည်အသက်သွင်းရေးမှာအဓိကစင်ကောင်းမှုတစ်ခုကရှီယားဘာသာစကားကို ခေတ္တရဲ့လိုအပ်ချက်တွေနဲ့ကန့်ညီအောင်ဘယ်လိုလှုပ်ဆောင်မလဲဆိုတာပါပဲ။ဒါကြောင့်ပညာရှင်တွေကရှီယားဟီဘရုကိုအခြေခံပြီးခေတ္တသုံးနှုန်းတွေဝေါ်ဟာရတွေကိုထည့်သွင်းပြီးခေတ္တဟီဘရုဘာသာစကားကိုဖန်တီးခဲ့ကြပါတယ်။ဒီလုပ်ငန်းစဉ်မှာထူးခြားတာတစ်ခုက ဥဆောင်လောက်ကန်ခဲ့သူတွေထဲမှာဟီဘရူးကိုမွေးရပါမိခင်ဘာသာစကားအဖြစ်မပြောဆိုခဲ့ကြသူတွေများကြီးကပါဝင်ခဲ့တာပါသူတို့ကိုယ်တိုင်ဟီဘရူးကိုဒုတိယဘာသာစကားတစ်ခုအဖြစ်လေ့လာခဲ့ရသူတွေဖြစ်ပါတယ်ဒါပေမဲ့သူတို့ဟာဟီဘရူးဘာသာစကားကိုပြန်လည်အသက်သွင်းဖို့စိတ်အားထက်သန်ခဲ့ကြပါတယ်ဒီဂျိုးပန်းမှုတွေရဲ့ရလဒ်အနေနဲ့1959ခုနှစ်မှာပထမဆုံးခေတ်သစ်ဟီဘရူးပြည်တံကိုထုတ်ဝေနိုင်ခဲ့ပါတယ်အဲ့ဒီပြည်တံကခေတ်သစ်ဟီဘရူးဘာသာစကားရဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်လာတယ်ဒါအပြင် ဤပညာသိပ္ပံပညာနိုင်ငံရေးစတဲ့နယ်ပယ်တွေအတွက်ခေတ်သစ်ဝေါ်ဟာရတွေကိုလည်းတီထွင်ဖန်တီးခဲ့ကြပါတယ်။အစ္စရေးနိုင်ငံသားတွေကဟီဘရူးကိုဘာသာစကားအသစ်တစ်ခုလိုလေ့လာပြီးအသုံးပြုခဲ့ကြပါတယ်။မိဘတွေနဲ့ကလေးတွေအတူတကဟီဘရူးကိုလေ့လာခဲ့ကြရပြီးအချိန်ကြာလာတာနဲ့အမျှနေ့စဉ်သုံးစကားဖြင့်ပြောင်းလဲလာခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာအစ္စရေးနိုင်ငံအတွက်အမျိုးသားရေးလက္ခဏာတစ်ခုဖြစ်လာပါတယ်။ဒီနေ့ခေတ်မှာ ဟီဘရူးဘာသာစကားဟာအစ္စရေးနိုင်ငံရဲ့အမျိုးသားဘာသာစကားဖြစ်ခိုင်မာစွာတည်ရှိနေပါပြီ။အစ္စရေးနိုင်ငံနဲ့ဟီဘရူးဘာသာစကားကခွဲခြား၍မရအောင်ဆက်ဆက်နေပါတယ်။ဒါဟာဘာသာစကားတစ်ခုကိုပြန်လည်အသက်သွင်းနိုင်ခဲ့တဲ့အောင်မြင်မှုတစ်ခုအဖြစ်ဆိုနိုင်ပါတယ်။ဒီဖြစ်စဉ်ဟာဘာသာစကားတစ်ခုကိုပြန်လည်အသက်သွင်းနိုင်တဲ့ထူးခြားတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ဒါဟာနိုင်ငံတည်ထောင်ရေးနဲ့မျိုးသားရေးလက္ခဏာတည်ဆောက်မှုတွေမှာဘာသာစကားရဲ့အရေးပါပုံကိုလေ့လာဖို့ဖြစ်ရတဲ့တစ်ခုဖြစ်ပါတယ်။ စင်ကာပူ၏လူထုကိုတည်ဆောက်ခြင်းစင်ကာပူနိုင်ငံဟာလူဦးရေ9.8တန်းခန့်သာရှိတဲ့နိုင်ငံငယ်လေးတစ်ခုဖြစ်ပေမဲ့လူမျိုးစုံဘာသာစုံယဉ်ကျေးမှုစုံပေါင်းစည်းနေထိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဒီလိုစုံလင်ကွဲပြားမှုကြီးမားတဲ့နိုင်ငံငယ်လေးမှာမျိုးသားလူထုတရတီးဆောက်ဖို့ဆိုတာတော်လေးကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်စင်ကာပူနိုင်ငံဟာ1964ခုနှစ်မှာဖြစ်ပွားခဲ့တဲ့လူမျိုးရေးပဋိပက္ခအပြီးမှာမလေးရှားနိုင်ငံကနေခွဲထွက်ခဲ့ရပါ ဒီဖြစ်ပျက်ကစင်ကာပူနိုင်ငံရဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုလူမျိုးရေးပဋိပက္ခတွေရဲ့အန်ဒီယယ်ကိုသတိပြုမိစေခဲ့ပြီးလူမျိုးပေါင်းစုံပေါင်းစည်းနေထိုင်တဲ့တည်ငြိမ်တဲ့နိုင်ငံတစ်ခုတည်ဆောက်ဖို့အရေးကြီးကြောင်းသိမြင်လာစေခဲ့ပါတယ်။စင်ကာပူရဲ့ပထမဆုံးဝန်ကြီးချုပ်လီကွမ်ယူကလူမျိုးစုံပါဝင်တဲ့နိုင်ငံတစ်ခုတည်ထောင်ဖို့ရည်ရွယ်ခဲ့ပါတယ်။သူအနေနဲ့လူမျိုးရေးဘာသာရေးဘာသာစကားရေးကွဲပြားမှုတွေကိုစီမံခန့်ခွဲနိုင်မှသာ တိုင်းပြည်ရဲ့တည်ငြိမ်မှုစီးပွားရေးဖွံ့ဖြိုးမှုနဲ့နိုင်ငံတကာရှင်ပြိုင်နိုင်စွမ်းနေရရှိလာမယ်လို့ယုံကြည်ခဲ့ပါတယ်။စင်ကာပူမှာအင်္ဂလိပ်တရုတ်မလေးတမင်းစကားလေးမျိုးကိုတရားဝင်ရုံးသုံးဘာသာစကားအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါမဲ့အင်္ဂလိပ်ဘာသာစကားကိုတော့လူမျိုးအုပ်စုတွေအားလုံးကြားဆက်သွယ်ရေးအတွက်ဘုံဘာသာစကားအဖြစ် အသုံးပြုခဲ့ပါတယ်။ဒီမူဝါဒကတစ်ဖက်မှာ လူမျိုးစုတွေရဲ့ဘာသာစကားကိုအတိမတ်ပြုပြီးနောက်တစ်ဖက်မှာလည်းဘုံဆက်သွယ်မှုစနစ်တစ်ခုဖန်တီးပေးခဲ့ပါတယ်။ လီကွမ်ယူရဲ့စင်ကာပူဆိုရကဘာသာစကားမူဝါဒအပြင်အခြားသောလူမှုရေးစည်းဝါးရေးပညာရေးမူဝါဒတွေကိုပါပေါင်းစပ်ပြီးမျိုးသားလူထုတည်ဆောက်ရေး nation building ကိုအထူးဆောင်ရွက်ခဲ့ပါတယ်ဥမာအားဖြင့်ကျောင်းတွေမှာနှစ်ဘာသာသုံးပညာရေးစနစ်ကိုကျင့်သုံးခြင်းဇိုးရအင်အားစီမံကိန်းတွေမှာလူမျိုးရေးခွဲရန်သတ်မှတ်ပြီးတူတူနေစေခြင်းတွေပါဝင်ပါတယ်အင်အားစီမံကိန်းတွေမှာလူမျိုးဘာသာမတူသူတွေနေ့စဉ်ထိတွေ့ဆက်ဆံရင်းနှီးနိုင်အောင်စီစဉ်ခဲ့ပါတယ်ဒီလိုလှုပ်ဆောင်ခြင်းအပြင် လူမျိုးအုပ်စုတွေကြာနာလည်မှုလက်ခံမှုတွေတိုးတက်လာစေဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါဟာလူမျိုးရေးပေါင်းစည်းမှုကိုမြင့်တင်ပေးနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Harvard Kellman ဆိုတဲ့လူမှုစိတ်ပညာရှင်ရဲ့အဆိုအရနေ့စဉ်လိုအပ်ချက်တွေနဲ့လူမှုရည်ကျင်းမှုလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းအပြင်မျိုးသားလူထုခံစားချက်ဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။စင်ကာပူဆိုရာကဒီယူဆကိုလက်တွေ့အသုံးချခဲ့ပြီးနေအိမ်ပညာရေးအလောက်ကန်စားတဲ့ခြေကံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းအပြင် နိုင်ငံသားတွေရဲ့လက်ခံမှုကိုရယူခဲ့ပါတယ်။ဘာသာစကားမူဝါဒမှာဆက်သွယ်မှုထိရောက်ခြင်းနဲ့ဒန်းတူညီမျှခြင်းနှစ်ချက်စလုံးကိုထည့်သွင်းပြီးစဉ်းစားခဲ့ပါတယ်။အင်္ဂလိပ်စကားကိုစီးပွားရေး၊အုပ်ချုပ်ရေးမှာအဓိကသုံးစွဲစေခြင်းကထိရောက်မှုကိုဥတည်ပြီးတခြားဘာသာစကားတွေကိုလည်းတရားဝင်အသိအမှတ်ပြုထားခြင်းကဒန်းတူညီမျှမှုကိုဖော်ဆောင်ပါတယ်။စင်ကာပူဆိုရာကလူမျိုးဘာသာလိုက်မဲဆွယ်လှုပ်ရှားမှုတွေကိုကန့်သတ်ခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းကလူမျိုးရေးဘာသာရေးပဋိပက္ခမဖြစ်ပွားစေဖို့နဲ့နိုင်ငံရေးကိုလူမျိုးရေးနဲ့ မရောထွေးစေဖို့ရည်ရွယ်ပါတယ်။စင်ကာပူရဲ့မျိုးသားလူထုတည်ဆောက်ရေးနည်းလမ်းတွေဟာ liberal democracy လူ့အခွင့်အရေးအမြင်နဲ့တချို့နေရာတွေမှာလည်းကွဲလွဲမှုရှိပါတယ်။ဥမာအားဖြင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့နိုင်ငံရေးပါတီရေးဖွဲ့စည်းခွင့်တွေမှာကန့်သတ်ချက်တွေရှိပါတယ်။ဒါပေမဲ့ဒီနည်းလမ်းတွေက စင်ကာပူကိုတည်ငြိမ်ပြီးစီးပွားရေးချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်တည်ဆောက်နိုင်စေခဲ့တာလည်းညှင်းလို့မရပါဘူး။နမူနာတစ်ခုကသပိတ်မောက်လေးချောင်းလိုင်းတစ်ခုလုံးကိုအလောက်ဖြုတ်ဖို့ချင်းချောက်ခဲ့တဲ့ဖြစ်စဉ်မှာ 1980မှာစင်ကာပူလေကြောင်းကဝန်ထမ်းတွေတပိတ်မှောက်ပြီးလေကြောင်းလိုင်းခီးစဉ်တွေကိုကမ္ဘာကမ္ဘာဖြစ်စေခဲ့တယ်။ဒါနဲ့လီကွမ်းယူအနေနဲ့တပိတ်ကောင်းဆောင်တွေနဲ့ဆွေးနွေးပြီးနောက်မှာဒီမိတ်ကွန်းကိုပြောခဲ့ပါတယ်။ကျွန်တော်ကသူတို့ကိုရွေးချယ်စရာနှစ်ခုပေးခဲ့တယ်။တစ်ခုကဒီချင်းချောက်မှုကိုရပ်တန့်ဖို့ပါ။သူတို့ကလေကြောင်းလိုင်းကိုဖျက်ဆီးနေတာဝန်ဆောင်မှုတွေရပ်တန့်အောင်လုပ်နေတာလေကြောင်းလိုင်းရဲ့ကုန်သတင်းကိုဖျက်ဆီးအောင်လုပ်နေတာပါ။ကြော်ညာကတွေလက်ပတ်ရောင်းရငွေတွေဒေါ်လာတန်ပေါင်းများစွာနှစ်ပတ်တွင်ဆုံးရှုံးသွားပြီးဒီပြည့်စည်မှုတွေပြန်ကောင်းဖို့ လာတော့ကြာစူးစမ်းရအောင်မယ်။နိုင်ရင်နားလည်မှုမဖြစ်စေချင်ပါဘူး။စင်ကာပူကိုအုပ်ချုပ်မဲ့သူကတမ်မီစိတ်ရရှိရမယ်။မရှိရင်တော့ယာဒုကနေဆင်းပေးလိုက်ပါ။ဒါဟာဖိကစားတာမဟုတ်ဘူး။ခင်ဗျားတို့ရဲ့အသက်နဲ့ကျွန်တော်အသက်နဲ့ဆိုင်နေတယ်။ကျွန်တော်တက်တက်လုံးတိဆောက်ခဲ့တာ။ကျွန်တော်တာဝန်ယူနေသည်မျှဘယ်သူမှဒါကိုဖျက်ဆီးလို့မရဘူး။ဒီကိစ္စကစင်ကာပူမှာလောက်သမားသမက်ကရရဲ့လောက်ပိုင်းခွင့်ကိုကန့်သက်ထားပုံကိုလည်းပြပါတယ်။လီကွမ်ယူကအလောက်သမားအခွင့်အရေးထက်စီးပွားရေးတည်ငြိမ်မှုကိုရေးပေးတယ် လီကွမ်ယူဟာနိုင်ငံတကာအတိုင်းပိုင်းကဝေဖန်တာကိုမျိုးစုံခံရပြီးနောက်တော့စင်ကာပူကဝေဖန်ခဲ့တဲ့နိုင်ငံနဲ့ပြန်အားကျရတဲ့နိုင်ငံငယ်လေးဖြစ်သွားပါတယ်အကောင်အဆိုးကတော့မြင့်စရာရှုထောင့်အဆုံရှိပါတယ်စင်ကာပူဆိုရကအတိုင်းမြုံစိတ်ကိုမြင့်တင်ခဲ့ပါတယ်နိုင်ငံတည်ဆောက်ရေးမှာတိကျကြတဲ့မဟာဗျူဟာတစ်ခုဖြစ်အသုံးပြုခဲ့ပါတယ်လူမျိုးစုံဘာသာစုံပါဝင်တဲ့စင်ကာပူလူ့အဖွဲ့အစည်းမှာစီးလုံးညီညွတ်မှုနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းဖို့ရည်ရွယ်ပါတယ်တချို့က စင်ကာပူရဲ့အသိုက်အမြုံစိတ်ကိုအာရှတန်ဖိုးတွေနဲ့ဆက်ဆက်ပြီးထိတွေ့ကြပါမယ်။တချို့ကတော့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကိုထိပါနိုင်တယ်လို့ဝေဖန်ကြပါတယ်။စင်ကာပူရဲ့အတွေ့အကြုံကလူမျိုးစုံဘာသာမျိုးစုံပါဝင်တဲ့မျိုးသားလူထုတည်ဆောက်ရေးမှာဘာသာစကားမူဝါဒရဲ့အရေးပါပုံကိုပြသနေပါတယ်။ဒါ့အပြင်ဘာသာစကားမူဝါဒကိုအခြားသောလူမျိုးရေးစီးပွားရေးပညာရေးမူဝါဒတွေနဲ့ပေါင်းစပ်လုပ်ကိုင်မှသာပုံမှန်ထိရောက်ကြောင်းလဲသိမြင်နိုင်ပါတယ်။စင်ကာပူဟာ အတိုင်းမျိုးတစ်ခုဆိုတဲ့ခန်းစားချက်ကိုယူနိုင်ခဲ့ပြီးရှေ့ကိုရောက်လာခဲ့တာပါပဲဒါလည်းလိလာတင်တဲ့ဖြစ်စဉ်ပါပဲအခန်း30မြန်မာနိုင်ငံနှင့်လူမှုနိုင်ငံရေးရာတိစောက်မှုများ You never change things by fighting the existing reality to change something build a new model that makes the existing model obsolete အာဘတ်မစ္စတာဖူလာမြန်မာနိုင်ငံမျိုးသားလူထုအလွာများကိုလိလာခြင်း ဗမာတွေကတော့အရင်ကလူမျိုးနဲ့ဗုဒ္ဓဘာသာကိုခြေခံတဲ့မျိုးသားလူတူဖြစ်ရှိခဲ့ပါတယ်။ဗမာတွေဟာအေယာဝီမြစ်ဝမ်းတလျှောက်ပြန့်နှံ့နေထိုင်ခဲ့ပြီးနောက်ပိုင်းမှာတိုင်းပြည်ရဲ့အင်အားကြီးလူမျိုးစုဖြစ်လာခဲ့ပါတယ်။ဗမာသမိုင်းကိုဘယင်တွေကြောင့်ရေးထားတဲ့ရာဇဝင်တွေကနေလေ့လာရပါတယ်။ကိုလိုနီခေတ်ရောက်တော့ဗုဒ္ဓဘာသာကိုခြေခံပြီးနိုင်ငံရေးနှိုးကြောင်းမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ကိုလိုနီခေတ်မှာဗမာမျိုးသားလူတူဆိုတဲ့ဖြစ်တည်မှုဟာခွင့်ပြုပြောင်းလဲလာခဲ့ပါတယ်။နေမြေမြင်နိုင်ငံရေးသမိုင်းနဲ့ ideology တွေပေါင်းစပ်လာခဲ့ပါတယ်။ဥပမာ ကျောင်းသုံးတပိုင်းဆောင်တွေမှာဗမာရရဲ့ထွန်းတောက်ခဲ့တဲ့နိုင်ငံတော်ကြီးသုံးခုကြောင့်ပေါ်ပြလာခဲ့တဲ့ဒုမာစီယုံတချင်းတွေမှာလည်းဗမာရရဲ့အောင်ပွဲတွေကိုဂုံယူဝင့်ကြွားစွာရေးဖွဲ့ခဲ့ပါတယ်။တောင်များကနေမြောက်ပြားတိကချင်းကရင်ရှမ်းမွန်ရခိုင်နာကအားလုံးကဗမာတွေပဲလို့ဆိုခဲ့တယ်။ဒါပေမဲ့ဒီလူမျိုးတွေကတော့သူတို့ကိုသူတို့ဗမာလို့မမြင်ပါဘူး။လူလည်ရဖို့ကျုပ်ပန်းတဲ့အချိန်မှာတိုင်းရင်းသားတွေကြားသဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။ဘာမှပြည်မနဲ့အတူလွတ်လပ်ရေးယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ဒိုင်းနာအားလုံးသဘောတူကြတာမဟုတ်ပါဘူး။ပင်လုံစာချုပ်မှာဒန်းလူရီတို့အခွင့်အရေးရမယ်ဆိုတဲ့အာမခံချက်နဲ့ရှမ်းကချင်းချင်းတိုင်းသားတွေကလက်မှတ်ထိုးခဲ့ပေမဲ့ဂရီနီလိုတိုင်းသားတွေကတော့ခေါင်းဆောင်တွေမှာပေါင်းချင်သူတွေနဲ့မပေါင်းချင်သူတွေကွဲထွက်သွားပြီးမကြေလည်ပဲပြည်တော်စုထဲရောက်လာခဲ့တယ်။1950ခုလောက်ကစပြီးစစ်တပ်နဲ့စစ်တပ်နဲ့နှိစက်တဲ့နိုင်ငံရေးခေါင်းဆောင်တွေကြားမှာ အမျိုးဘာသာသာသနာကိုခြေခံတဲ့မျိုးသားရေးတွေးခေါ်တွေပိုပြီးအားကောင်းလာခဲ့ပါတယ်။ဒီယူဆကပိုပြီးလွှမ်းမိုးလာရကအခုစစ်တပ်ကိုဆန့်ကျင်တဲ့တိုက်ခိုက်ကောင်းဆောင်တွေကတော့ဘုံနေဝင်စုစည်းတည်ထောင်ထားတဲ့နိုင်ငံကြီးဟာတကုလုံးဆိုတဲ့ယူဆကိုလက်ခံထားကြပါတယ်။ဘုံနေဝင်အာဏာသိမ်းပြီးနောက်မှာတနိုင်ငံလုံးကိုဗမာမှုပြုထားတဲ့နိုင်ငံရေးဗမာဇက်သွင်းထားတဲ့စစ်တပ်ဗမာလူမျိုးကြီးဝါဒစတာတွေနဲ့နိုင်ငံကိုတိစောက်ခဲ့ပါတယ်။ 1989ခုနှစ်မှာနိုင်ငံအမည်ကိုဘာမာကနေမြန်မာလိုပြောင်းလိုက်ပြီးမြန်မာဆိုတဲ့အမည်ကဒိုင်းနာအလုံးပါဝင်တယ်လို့ဘာသာဖြန့်ခဲ့ပါတယ်။မြန်မာနဲ့ဘာမာဆိုတဲ့စကားလုံးနှလုံးဟာအချိန်နေပေါ်မူတည်ပြီးတောင်းနှုံပုံခွာခြားတဲ့စကားလုံးတူတွေဖြစ်ပါတယ်။ဗကန်ကိကဆာလို့တမိုင်းဆက်ဆက်မှာဒီစကားလုံးနှလုံးကိုပြန်လည်တောင်းနှုံခဲ့ကြပါတယ်။ဒါကြောင့်မြန်မာဘာမာနိုင်ငံရေးစည်းကြောင်းဟာတသားတည်းဖြစ်နေပြီးနာမည်အခေါ်ပေါ်ပြောင်းယုံတဲ့အခြေခံအားဖြင့်ပြောင်းလဲသွားတာမဟုတ်ပါဘူး။ဘာမာဆိုတာ တို့ဘမအစည်းအရုံးလက်ထက်ကစပြီးနယ်မြေပေါင်းကိုဗရာဏခံနဲ့စဉ်းစားချက်ဖြစ်ခဲ့ပါတယ်။နယ်မြေလို့ဆိုရင်မြေပုံတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပဲနယ်မြေရဲ့သမိုင်းဆက်ကြောင်းဟာဘာလဲဆိုတဲ့နားလည်မှုကိုပါဆိုလိုပါတယ်။ကိုလိုနီခေတ်မှာဝင်လာကြတဲ့တရုတ်အိန္ဒိယစတဲ့မျိုးဆက်တွေကလည်းမမရေစီချောင်းကိုပဲမျိုးသားဝင်ရင်ခြေခံဖြစ်လက်ခံခဲ့ကြပါတယ်။ဗမာမှုပြုခံရတဲ့တိုင်းသားမျိုးဆက်တစ်တွေလည်းမြန်မာနိုင်ငံတစ်ခုလုံးကိုခြေခံတဲ့ဗမာနိုင်ငံရေးပါပုံပြီးပါဝင်လာကြပါတယ်။ဗမာမျိုးသားရေးစိတ် အမှားပြောက်ဝမှုတည်ပြီးနိုင်ငံဟာမျိုးဘာသာကိုစောင့်ရှောက်ဖို့တာဝန်ရှိတယ်ယဉ်ကျေးမှုထိန်းသိမ်းဖို့တာဝန်ရှိတယ်လူဒန်းစားတော်လှန်ရေးဥဆောင်ဖို့တာဝန်ရှိတယ်ဆိုတာမျိုးနယ်မြေနိုင်ငံနဲ့နိုင်ငံရေးပန်းတိုင်းညှိနှိုင်းမြင်တတ်တာရှိပါသေးတယ်နိုင်ငံရေးအမြင်အရဘာမှဖြစ်ဖို့ဘာမှအဖြစ်အမိမလိုပါဘူးအာမေးနီးယန်ကဗျာအန်တိုနီယိုတောင်သူရဲကောင်းမင်းရဲကောင်းမှုဆိုပြီးမှတ်သားခံရတာပါနိုင်ငံရေးသမိုင်းကိုဘယ်လိုနားလည်တယ်လဲမေးရင် ဒီမေဘုံကိုနိုင်ငံလို့ဖွင့်ဆိုပြီးပြူအနော်ရထားတွေကနေစတင်နားလည်သူတွေကို့ဇာအိမ်ကိုဒီလိုသမိုင်းနားလည်မှုရှိထားတယ်ဆိုရင်နိုင်ငံရေးအရာဘာမှဖြစ်ဖို့များပါတယ်။ငါအဖေအမေကဘာမှမဟုတ်ဘူးဆိုတာမျိုးပြောလာရင်သူ့ရဲ့နယ်မြေအမြင်နယ်မြေရဲ့ဇာအိမ်နဲ့နားလည်မှုကိုမေ့ရင်ဘာမှဟုတ်မဟုတ်သိတာနိုင်ပါတယ်။ဘာမှဆိုတာလူမှုရေးကနေစုစည်းတိစောက်ချက်တစ်ခုဖြစ်ပါတယ်။တိုင်းသားဖြစ်တည်မှုများကို လူမှုရေးမှာတိစောက်ခြင်း မြန်မာနိုင်ငံမှာမျိုးသားလူထုမျိုးစားတွေဘယ်လောက်ရှိကြောင်းစဉ်းစားရင်ရှုပ်ထွေးတဲ့အခြေအနေတွေတွေ့ရပါတယ်။မျိုးသားလူထုတွေကတခုမကရှိပြီးမျိုးစားလည်းမတူပါဘူး။ဒါအပြင်ဘာသာစကားအရလူမျိုးစု လူမျိုးတိုင်းသားမျိုးသားလူထုစသဖြင့်တူတူသုံးစွဲနေပေမဲ့ဆိုလိုရင်းတွေလည်းမတူပါဘူး။မျိုးသားလူထုဆိုတာဇက်ကြောင်အရချိတ်ဆက်နေတဲ့လူမျိုးစုတခုမကပါနိုင်တဲ့နိုင်ငံရေးအစုအဝေးကြီးတစ်ခုလို့ဒီနေရာမှာလွယ်လွယ်ဆိုနိုင်ပါတယ်။ဘုချုံဆိုင်တို့ခေတ္တကတော့လူမျိုးကြီးလို့ပဲသုံးဆွဲပါတယ်။ ူမျိုးကြီးဆိုတာလူနေမှုဆက်ဆက်နေတဲ့အသမြုံကြီးတစ်ခုလို့စဉ်းစားခဲ့ကြတာကိုတွေ့ရပါတယ်။ Benedict Anderson ကတော့လူမျိုးဟာအာယုံမြောင်ထားတဲ့အသမြုံလို့ဆိုပြီး Arnest Genla ကတော့စက်မှုဒေါ်လာကြီးကနေကဘာကိုပြန်သွားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ Anderson Smith ကတော့ရှင်ရင်းစွဲလူမျိုးစုနဲ့တင်ကြတဲ့သဘောတွေကနေထွန်းကားလာတယ်လို့ဆိုပြန်တယ်။တိုင်းသားလူမျိုးတွေအများစုကသူတို့ကိုသူတို့မျိုးနွယ်စုပေါ်ခြေခံတဲ့မျိုးသားလူထုအဖြစ်မြင်ကြပါတယ်ဥပမာ ကရင်ရှမ်းကချင်စတဲ့တိုင်းရင်းသားတွေဟာသူတို့ရဲ့တိကျဘာသာစကားရင်ကျင်းမှုတမိုင်းကြောင်းတွေကိုခြေခံပြီးသူတို့ရဲ့မျိုးသားဖြစ်တည်မှုကိုသတ်မှတ်ကြပါတယ်ဒါကဂျာမနီကိုရီးယားဂျပန်ပုံစံတွေနဲ့ဆင်တူပါတယ်တခါကရင်မျိုးသားလူထုလိုအထင်းမှလူမျိုးစုတွေပြန်ခွဲလို့ရတဲ့မျိုးသားလူထုတွေလည်းရှိပါတယ်တိုင်းရင်းသားတွေရဲ့တမိုင်းကြောင်းကသူတို့ရဲ့ဖြစ်တည်မှုတွေမှာရေးပါတဲ့ခန့်ကဏ္ဍကပါဝင်တယ်ဥမာအနေနဲ့ရှမ်းပြည်နယ်မှာဆိုရင်ရှေးရခင်ကနေကြဒေသဖြစ်ပြီး ကိုလိုနီခေတ်မှာကိုပိုင်အုပ်ချုပ်မှုခုံအားဖြင့်တည်ရှိခဲ့တဲ့သမိုင်းကြောင်းရှိပါတယ်ဒီလိုသမိုင်းကြောင်းတွေကယနေ့ခေတ်မှာကိုပိုင်ပြဋ္ဌာန်းခွင့်တောင်းဆိုတဲ့အခါပြန်ဖို့ပြကြပါတယ်အချိန်ထဲမှာပဲကချင်တွေလိုကိုလိုနီခေတ်မှာပထမဆုံးတိကျလူမျိုးစုဖြစ်သတ်မှတ်ခံရတဲ့တိုင်းသားအုပ်စုတွေလည်းရှိပါတယ်ဗြိတိရှ်တွေကတနိုင်ငံနဲ့လုပ်သွားပေမဲ့ဗမာနဲ့မတူတဲ့တိကျမျိုးသားလူစုလို့ရှုမြင်တာအကြောင်းပြချက်တွေရှိပါတယ်အဲ့ဒီထက်ကတချို့ကိုပြောကြည့်ပါမယ်မတူတဲ့ဘာသာစကား မတူတဲ့ဆင်းသက်ဖြစ်တည်မှုဆက်ကြောင့်ဗရေတရက်ဘီရင်တွေချင်းတိုက်ခဲ့တဲ့စစ်ပွဲများမတူတဲ့ယဉ်ကျေးမှုရှုတော့တခြားလုံးဖိနှိပ်ခံခဲ့ရတဲ့သမိုင်းကိုယ်သမိုင်းကိုတရားမဝင်တယ်လို့လောက်ခံရတာကိုမွေးကလေးကပြောတဲ့စကားနဲ့အကြောင်းပညာရေးဆလို့မရတာယဉ်ကျေးမှုတန်ဖိုးတွေကိုပွဲတက်ပြဖို့လာပဲတုံးတာဂုံးသိက္ခာပေးထားတာမတူဘူးလို့ခံစားရတာခေါင်းဆောင်တွေဂရိအချင်းချင်းပြတ်တာစီးပွားရေးရင်းမြစ်တရားစာတာတွေကနေအမျက်ထုတ်ခံရတာဘေးနားမှာရှိတဲ့လူမျိုးကြီးတွေကလည်းဖိနှိပ်လို့ကြားကြောက်ရရှင်ကြီးကိုရဖြစ်ရတာ ပင်လုံစာချုပ်မှာတိုင်းရင်းသားတွေရဲ့ကိုယ်ဝန်ပြဋ္ဌာန်းခွင့်နဲ့တန်းတူရည်တူအခွင့်အရေးတွေကိုကတိပြုခဲ့ပေမဲ့လက်တွေ့မှာအကောင့်ထဲမဖော်နိုင်ခဲ့ပါဘူး။ဒါကြောင့်တိုင်းရင်းသားတွေကဖက်ဒရယ်စနစ်ကိုတောင်းဆိုနေကြပါတယ်။ဒါကြောင့်တောင်းတဲ့စနစ်ကိုလေ့လာရင်အမျိုးသားလူထုမတူတာကိုအခြေတည်ပြီးတိစားဖို့တောင်းဆိုတာဖြစ်ပါတယ်။ဒါပေမဲ့ဘာမာဘက်ကတော့ဘဟုလူထုဖြစ်စဉ်ကိုအခြေခံတာထက်အုပ်ချုပ်ရေးဘယ်လိုလုပ်မလဲဆိုတာကိုအခြေခံပြီးဖက်ဒရယ်အသံထွက်ပါတယ်။ ိုင်ငံတကာတိုင်းဝမ်ရဲ့လွှမ်းမိုးမှုကလည်းမြန်မာနိုင်ငံရဲ့ဒိုင်းသားဖြစ်တည်မှုပေါ်တက်ရောက်မှုရှိပါတယ်။ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာ NGO တွေကဒိုင်းသားအခွင့်အရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုထောက်ခံတာကဒိုင်းသားတွေရဲ့တောင်းဆိုမှုကိုခိုင်မာစေတယ်။ကုလသမဂ္ဂရဲ့ဌာနေဒိုင်းသားအခွင့်အရေးကြီးညာဇာတ်ရမ်းကမြန်မာနိုင်ငံရဲ့ဒိုင်းသားရေးရာဆွေးနွေးပွဲတွေမှာရေးပါတဲ့ရည်ညွှန်းချက်တစ်ခုဖြစ်လာပါတယ်။ကုလသမဂ္ဂမှာဖွင့်ဆိုကြရင်ဌာနေဒိုင်းသားများဟာလူမျိုးစုစုမှုနဲ့လူမျိုးစုမဟုတ်ရဘူးလို့ဆိုတယ်။ဒါပေမဲ့ဘာမှက ကိုကိုကိုတိုင်းသားပဲဆိုတဲ့ဝဟာရနဲ့တခြားတိုင်းသားတွေရဲ့ရပိုင်ခွင့်တိုင်းသားအခွင့်အရေးကိုပေးကြအောင်လို့တော့တလို့ဖြစ်လာတယ်။ဒါဟာလဲလူမှုရေးရတိဆောက်မှုပုံစံတစ်ခုပါပဲ။ပြည်တွင်းစစ်နဲ့လက်နက်ကိုင်ပဋိပက္ခတွေကလည်းတိုင်းသားဖြစ်တည်မှုကိုတိတိတသာလွှမ်းမိုးပါတယ်။နှစ်ပေါင်းများစွာဖြစ်ပွားနေတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေနဲ့စိုးရကြပဋိပက္ခတွေကတိုင်းသားတွေကြားမကျေနပ်ချက်တွေကိုပုံပုံကြီးထွားစေရပါတယ်။ဈေးမြိုင်စိုးရတွေထောင်ထားတဲ့ကသက်ဆိုင်ရာမျိုးရလူလူအဖွဲ့ဝင်တွေကထောက်ခံကြတာလည်းတွေ့နိုင်တယ်။ မမာရီကလည်းမျိုးကိုခြေပြုတဲ့မျိုးသားရေးစိတ်ဖြစ်တဲ့အတွက်အသိုက်အမြုံကိုခြေပြုတဲ့ဌာနေလူမျိုးတွေရဲ့တည်ရှိမှုကပဋိပက္ခတွေဖြစ်ရတယ်။ဒီနေ့ခေတ်မှာတော့ဒါကိုတုံ့ပြန်ရင်ဌာနေလူမျိုးတိုင်းသားတချို့ကပါလည်းမျိုးကိုနေထိုင်တဲ့လူတို့ထက်ပိုဦးစားပေးတယ်လို့ဖြစ်လာတာတောင်ရှိပါတယ်။မြန်မာနိုင်ငံရဲ့ထူးခြားချက်နောက်တစ်ခုကပဋိပက္ခနဲ့စစ်ပွဲကြောင့်တသမတ်နိုင်ငံရေးဆက်သွင်းခံရတဲ့လူမျိုးစုတွေဟာ လူမျိုးစုဖြစ်တည်ခြင်းနဲ့အတူမျိုးသားလူထုဝိညာဉ် National Spirit ပါတွဲဖြစ်ပြီးနိုင်ငံသို့ဖို့နိုင်ငံရေး unit ရရှိရေးတွေကတဘာလည်းဖြစ်လာတယ်။ဒါရင်းသားဖြစ်တည်မှုဟာပြောင်းလဲနေတဲ့ရှုပ်ထွေးနေတဲ့လူမျိုးရေးတည်ဆောက်မှုတစ်ခုဖြစ်ပါတယ်။တမိုင်းကြောင့်နိုင်ငံရေးစီးပွားရေးလူမျိုးရေးရည်ကျင်းမှုဆတဲ့အကြောင်းပြချက်တွေကဒါရင်းသားဖြစ်တည်မှုကိုပုံဖော်ပါတယ်။မြန်မာနိုင်ငံရဲ့ရှုပ်ထွေးတဲ့ဒါရင်းသားရည်ရပြည်ထနာတွေကိုဖြည့်ဆင်းဖို့ဆိုရင်ဒီအကြောင်းချက်တွေကိုပတ်စုံထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ တိုင်းသားတွေရဲ့ကိုယ်ပိုင်လက္ခဏာကိုအတိအမှတ်ပြုပြီးတန်းတူခွင့်ရပေးတဲ့စစ်မှန်တဲ့ Federal စနစ်တစ်ခုတည်ဆောက်နိုင်မှသာရေးချေတည်တတ်တဲ့ငြိမ်းချမ်းရေးနဲ့မျိုးသားပြန်လည်တည်မြဲရေးကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒါဟာလည်းလူမျိုးရေးတည်ဆောက်မှုခန္ဓာပါဝင်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတူတာပါ။